မြန်မာဖိုက်တာကရန်လဝိတ်ချန်ပီယံဘရော်နီကာကတရုတ်ဖိုက်တာ လီမင်ဂူရီကိုအကျိတ်နဲ့ရှင်ပြိုင်ထိုးတက်ပြီးအမှတ်နဲ့နိုင်ရရှိသွားပါတယ်ဘရော်နီကာရဲ့အကောင်းဆုံးထိုးချက်တွေထိချက်တွေကိုလည်းဝမ်ချန်ပီယံရှစ်မှာအခုလိုဖော်ပြထားပါတယ် ီဇန်နဲ့ချိုးချော်ထားလို့ကလင်းလူကြီးများအတွက်ဆိုကိုကိုပဲနော်နိုင်ပွဲအပြီးမှာတော့ဘရိုနီကာကအခုလိုပဲသူ့ရဲ့ရင်သွင်းစကားတွေကိုပြောကြားထားပါတယ်။ဟုတ်ကဲ့နိုင်ပွဲထပ်ပြီးတော့ယူဆောင်လာနိုင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယ်လည်းအဂုံယူမိသလိုပိတ်တဲ့အတွက်လည်းဟိုအရင်ပျော်ရွှင်ခဲ့ရပါတယ်။တကယ်ကိုလည်းပျော်ရွှင်ခဲ့ရပါတယ်။ အာဒီပွဲအတွက်မန္တလေးတည်စင်ချိန်ကတော့ဒီပွဲကိုစတိတဲ့ချိန်မှာဆိုလို့ရှိရင်တော့၅ပတ်လောက်ပဲပေါ့နော်၅ပတ်လောက်ပါပဲတည်တယ်ဒါပေမဲ့၅ပတ်3 3ပတ်မြောက်မှာကျွန်တော်ကစ်ဘောင်စင်ပဲထရိနေကစ်ဘောင်စင်ပဲကြိုးစားပြီးတော့ဘာဖြစ်ဆိုတော့ဟိုဟိုကအနစ်စာနဲ့ဟိုကတဲထားတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့လစ်လာထားတယ်နောက်မှအဲ့ဒီချိန် cancel လုပ်ပြီးတော့နောက်ပိုင်းမှာဇဝီဇဝါရီဖြစ်သွားရောဘာထိုးလို့ထိုးရမှမသိဘူးဘယ်ငွေထိုက်လာမလားကစ်ဘောင်စင်လာမလားဆိုပြီးတော့ so muay thai ya pwe ma tai a hwa ma tai ki ta pa chu jo la ma pyan pi lo ti ya lo ta pa chu na pa lo bo ho de he chai ma ti ya lo ho pyan pi lo pi sin khe da bo a a long song 6 pa lo ba be okay oh shi da bo chuno wa chuno ro wa ပါမတခုကခက်ခဲရှိတာကကစ်ဘောက်စင်ကိုပြင်ဆင်တယ်အဲ့ဒါတခုရယ်ပြီးတော့ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်ပြီးတော့မှပြင်ဆင်တာတခုရယ်ပြိုင်ဘက်ရဲ့ပုံစံကြည့်ပြီးတော့မှပြင်ဆင်တာတခုရယ်ဒုတိယတခုကကျတော့အခုကဒီ ဟိုအားကစားဟုတ်ပါလဲပြန်ပဲအတိရောက်လဲလဲရောက်လာ तू ကလည်းဟိုဟာဘယ်လိုပြောမလဲဆော့ပေါ်နဲ့ပြန်ပြီးတော့လာတယ်ဆိုတော့ကျွန်တော်တို့အရန်ခက်ခဲသွားပြီဟိုအချိန်လည်းပြည့်စုံအရန်မရှိတော့ဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးလုပ်ဖို့ပဲဟိုလုပ်နိုင်မယ်လို့လည်းအများရန်မျော်လင့်ပြီးတော့အရန်အများရန်ကြိုးစားခဲ့ပါတယ်ဟုတ်